ဒီနေ့ကတော့ငွေဆောင်ရောက်တာဒုတိယရက်လေးပါငွေကျွန်းသွားလဲမှာပါလိုက်ခဲ့ကြပါအောင်နော် တောက်ဆောင်တွေပေါ်တက်ပြီးဓပုံရိုက်တာပါတကယ်တော့ဒီလိုလုပ်တာအမြင်များပါတယ်အစီရောက်ကကြောက်တွေကလည်းရင်းကြီးတွေနဲ့မို့ချောပါတယ်ပြီးတော့မွေကျွန်းဆိုတော့မွေလေးတွေရှိတာပေါ့နော်ဒါကတော့ဓပုံလက်ကိုကျမစူးစားနေတာလေးပေါ့နော်စူလေးခံရပါတယ်အဲ့လိုရိုက်လို့ပေါ့နော် ငွေကျုံးမှရိုက်ခဲတဲ့ပုံလေးတွေပါပုံလေးတွေကတော့အရန်လှပါတယ်ဒါပေမဲ့တစ်ခုတတိပေးချင်တာကငွေလေးတွေကိုတတိထားစေချင်ပါတယ်သူတို့ကအချိန်နေရာမရွေးထွက်လာနိုင်ရဲ့ပေါ့နော်ကိုတော်ကိုတက်ပုံလေးကိုကြည့်ပြီးတော့စဲတွေရတာပေါ့နော်အဲတစ်ခုအများဖြစ်သွားခဲ့ရင်ဒါပေမဲ့နေခံနေပြောတာတော့ချက်မူရာကိုင်းလို့ရှိလို့ရှင်မအိမ်ရတယ်ပေါ့နော် ဖျားမှုတွေမို့လို့လူတွေကိုလည်းအမြင်မပေးဘူးပေါ့နော်။သူတို့ကသူတို့ကရှောက်သွားနေတာပေါ့နော်။ဒါပေမဲ့အသေးရစရာကြီးပါ။အင်း။ကောင်းတိတိလေးလည်းမဟုတ်ပါဘူး။အကောင်းကြီးပါလေ။မော်ပုံလေးတွေလည်းအများကြီးရိုက်ပြီးပြီဆိုတော့နောက်တနေရာကိုသွားလိုက်ပါဦးမယ်။ ပင်လယ်ကြီးကိုကြည့်ပြီးအုံရီတောင်ရဖီကတော့အရမ်းမိုက်ပါတယ်။ဒါလေးကတော့ဖျားသုံးစုပါ။ငွေဆောင်ရောက်လို့ရှိရင်ဖျားသုံးစုကိုလည်းသွားလည်ဖို့မမေ့ပါနဲ့နော်။ဒီနေရာလေးကလည်းပုံရိုက်လို့အရမ်းလှပါတယ်။ဒီပုံလေးကတော့ကိုယ်ကင်မရာမင်းရိုက်ပြီးတဲ့ပုံလေးပါနော်။ပုံတွေလည်းရိုက်ပြီးပြီဆိုတော့နောက်တနေရာကိုသွားလိုက်ပါဦး ာသာနေတဲ့တယောက်ပါအခုရောက်နေတဲ့နေရာလေးကတော့ငွေဆောင်မှာအရင်နဲ့မကြီးတဲ့ Sacklet Coffee ဆိုင်လေးပဲဖြစ်ပါတယ်။ဝင်ကြီးကတော့တယောက်ကိုတစ်ထောင်ပေးရပါတယ်။အရင်လာတဲ့နေရာလေးမှဓာတ်ပုံတွေနဲ့အများကြီးရိုက်ခဲ့ပါတယ်နော်။ ပြရဲ့တဲ့တလုံးကထဲပုံလေးတွေလည်းရိုင်းလို့ရသွားပြီဆိုတော့နောက်တစ်နေရာကိုတွားလိုက်ပါအောင်လို့နော်ဒီနေရာလေးကတော့စင်စခန်းပါတေးချနိုင်တဲ့တန်တရားစိတ်မှနေပြောနေပြီဆိုအမြောက်ကလေးရနိုင်မလားယူတာသောအိမ်မ 真实的。那你身上怎么写来？要不你来？嗯。都签到哪了？စင်လေးတွေစာကျွေးပြီးထုံးစံအတိုင်းတက်ပုံရိုက်ပြီးပြန်လာတော့မယ်နော်ဒီနေ့စီးခဲ့တဲ့အိုးဝီလေးပါ အရန်စိတ်ရှိပြီးသဘောကောင်းတဲ့အကိုပါနာမည်ကတော့ငွေဆောင်ကိုညွန့်ဝင်းလို့ခေါ်ပါတယ်သူ့ရဲ့ဖုန်းနံပါတ်လေးတွေလည်းပါပါတယ်ငွေဆောင်ရောက်လို့လျှောက်လှယ်ခြင်းရင်ဒီကိုဆက်သွယ်လို့ရပါတယ်နော်ပိုင်လဲစာနေပြီဆိုတော့ပင်လဲစာသာရောက်နေပါတယ်ဒီဆိုင်လေးကလေအရှင်နဲ့အသေးနဲ့ပေါ့နော်အဲအသားနှမျိုးခွဲထားတယ် ဈေးရည်လည်းမတူပါဘူးလက်ဆက်မှုခြင်းလည်းမတူပါဘူးဒါပေမဲ့မလက်ဆက်ရင်လည်းနေပါစေအသေးသားပဲစားခဲ့ပါတယ်ခုတော့နေ့လယ်စာလေးစားဖို့မှားလိုက်ပါအောင်မယ်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်အားလုံးပဲတက်တာ